တချို့အထင်နဲ့ကိုလုံလဝီရိယနဲ့ကြိုးစားလို့ရတယ်လို့ထင်တာဟုတ်ပါတယ်ကြိုးစားလို့ရတာနဲ့ကံပေးလို့ရတာမတူဘူးကဲကြိုးစားလို့ရတာကကြိုးစားလို့ရတာအတိုင်းအတာတစ်ခုပဲကံပေးလို့ရပြီဆိုရင်အတိုင်းအတာတစ်ခုတည်းပို့တယ်ပေါ့အဲ့တော့မလုခရင်ကိုမခံစားရဘူးဆိုတာဟာစတိလဝတ္ထုကိုကြည့်လို့ရှင် အမတန်ဝထင်ရှားတယ် စတိလတထေးကြီးဟာအလုံးကြားဝကြလိုက်မယ်အိတ်နောက်ဖေးမှာရွှေတောင်ကြီးပေါက်နေတယ်ခုကလည်းရွှေထွက်တဲ့နေရာလေးညာရှိတာပဲเนาะသူ့အိတ်နောက်ကအဲ့ဒါရွှေချင်းယူမယ်ဆိုရွှေတောင်ကြီးအများကြီးရတဲ့နေရာပေါ့ရွှေတွေအများကြီးပါတယ်ပြေပြေတောင်ပေါ့အေးဒီနေ့ကြတော့အသက်အရွယ်လေးရလာတဲ့အခါသူကဘုန်းကြီးဝတ်ချင်တယ်သင်္ကန်းဝတ်တော့မယ်တား၃ယောက်ရှိတယ် သားသုံးယောက်ကိုခေါ်ပြီးတော့ကဲငါသားတို့လားစတီယိုတက်ပြီးတော့စိန်သွားတက်ထားတယ်ပေါက်ပြားကြီးနဲ့အကြီးဆုံးသားကိုသားအကြီးကိုပေါက်ခိုင်းတယ်ပေါက်ခိုင်းတဲ့အခါကျကြောက်တုံးကြီးပေါက်ရတယ်လို့ပဲတဲ့ပေါက်လို့မရတခါသားလက်ကိုခေါ်ပြီးတော့အဲ့ဒီရွှေတောင်ကိုပေါက်ခိုင်းတယ်ကြောက်တုံးကြီးပေါက်ရတယ်လို့ပဲပေါက်လို့မရဘူးတဲ့သားငယ်ကလေးလက်ထဲပေါက်ပြားထည့်ပြီးတော့ပေါက်ခိုင်းလိုက်တဲ့အခါ ရှင်တုံးပေါရတယ်လို့ပဲရွှေတုံးကြီးထွက်လာတယ်။ဘာဖြစ်လို့အဲ့လိုဖြစ်တယ်လဲလို့ဆိုရင်တခုသောဘုရားမှာဖယားကိုစော်ကားပြီးပြောမိလို့ကသဝမြတ်စွာဘုရားရဲ့စေတီတော်နဲ့ပတ်သက်ပြီးစော်ကားပြောမိလို့ဥသောကရောဘုရားအတွက် ရွှေအိုးကြီးသုံးလုံးလှုပ်တယ်ရွှေပန်းခိုင်ကြီးတွေလှုပ်တယ်လှုပ်တဲ့အခါမှာသားကြီးကိုခေါ်တယ်ကဲငါသားကြီးကာဒီရွှေပန်းခိုင်သုံးခိုင်လောရမယ်မင်းဝိုင်းလှုပ်စားမှာဆိုတော့ ဟာအဖေစော်ကားတာအဖေပဲလှုပ်ကျုပ်နဲ့မဆိုင်ဘူးဆိုဝိုက်မလုပ်ဘူးတားလက်ခိုင်းတဲ့အခါကျတော့လေတားလက်ကလည်းဒါအဖေစော်ကားတာအဖေဖာဒီလှုပ်ကျွန်တော်မလုပ်နိုင်ဘူးတားငယ်လေးခိုင်းတဲ့အခါကျတော့ဩအဖအကိစ္စဆိုတာလှုပ်ရမှာပေါ်ဆိုပြီးတော့အတက်တရောသူကဝိုင်းလှုပ်ခဲ့တယ်အဲ့ဒီရွှေအိုးကြီးတွေလှုပ်ပြီးလှူခဲ့တဲ့ကုဒုကောင်းမှုကြောင့်ရွှေတော်ပေါက်တာအဲ့တော့ခုနကတားကြီးနှစ်ယောက်က သူတို့မပါသေးတဲ့အတွက်ကြောင့်တားကြီးနဲ့တားလက်ကရွှေကိုဖဲ့လို့မရဘူးသူတို့အဲတော့သတိလသတိရပြောတယ်မင်းတို့ငါတားကြီးနှစ်ယောက်ဒီရွှေတောင်ကမင်းတို့နဲ့မဆိုင်ဘူးတဲ့ငါတားငယ်လေးနဲ့ပဲဆိုင်တယ်အဲတော့သူပေးသမျှနဲ့ခြေနိုင်ကြပြီတော့လို့ဒီလိုပြောပါလားအဲ့ဒါကကံပေးတာနော်အေးဒါကြောင့်ဘုလိုမြတ်စွာဘုရားကဒါနကောင်းမှုဒုထာကိုအကြောင်းပြုပြီးတော့ဒုရေချမ်းသာဒုက္ခရကြတာ ွဲတာကလှူလို့မွဲတာမဟုတ်ဘူးတဲ့မလှူခဲ့လို့မွဲတာအများတယ်အဲ့တော့မလှူခဲ့တဲ့ပုံကိုယ်တွေကမွဲတည်ပြီးတော့လှူခဲ့တဲ့ပုံကိုယ်တွေကချမ်းသာတာဖြစ်တယ်ပေါ့ဒါကိုဆိုလိုတယ်ပေါ့